မက်ဆီက2026ဝေါ်ကပ်ထပ်ယူအောင်မှာဆိုတော့ပေါ်တူဂီရဲ့ဝေါ်ကပ်အိမ်မကဆွန့်လိုက်တော့လီယိုနယ်မက်ဆီဟာလာမယ့်နှစ်ကမ္ဘာဖလားပြိုင်ပွဲမှာအာဂျင်တီးနားအသင်းအတွက်ကိုစားပြုကစားခြင်းပေးမယ်အဲ့ဒီအိမ်မကိုအကောင့်တွေဖော်နိုင်မလားဆိုတာမဆုံးဖြတ်သေးခင်မှာပဲခန္ဓာကိုယ်ရဲ့အခြေအနေကိုအကဲဖြတ်သွားမယ်လို့ပြောဆိုခဲ့ပါတယ်မေဂျာလိကလပ်အင်တာမိုင်အမီအသင်းအတွက်ကစားပေးနေတဲ့အသက်38နှစ်အရွယ်တိုက်စင်မူဟာ2022ကမ္ဘာဖလားမှာအာဂျင်တီးနားကိုဦးဆောင်ပြီးဖိုးဆွဲခဲ့သူပါဗိုလင်ဒီယိုစုကို၈ချိန်တိုင်တိုင်စုခူးထားခဲ့တဲ့မက်ဆီဟာအမေရိကန် မက္ကစီကိုနဲ့ကနေဒါတို့ပူးရဲအင်ရှင်အဖြစ်လက်ခံကျင်းပါမယ်ကမ္ဘာဖလားမှာပေါဝင်ကစားဖို့ရှိမရှိ မဆုံးဖြတ်သေးခင်ပါပဲလာမယ့်နှစ်မှာသူ့ရဲ့ခန္ဓာကိုယ်ကဘယ်လိုခံစားရမလဲဆိုတာကိုစောင့်ကြည့်သွားမယ်လို့တင်းနလာလေးကထုတ်လွှင့်ပြောဆိုခဲ့ပါတယ်ကမ္ဘာဖလားမှာပေါဝင်ခွင့်ရတာထူးခြားတဲ့အရာတစ်ခုပါပြီးတော့ကျွန်တော်လည်းပေါဝင်ကစားခြင်းပါသေးတယ်လာမယ့်ဇွန်လမှာအသက်39နှစ်ပြည့်မဲ့မက်ဆီကဒီလိုပဲပြောကြားခဲ့တာပါကျွန်တော်အဲ့ဒီနေရာမှာရှိကျင်နေသေးပါတယ်ကောင်းမွန်နေကျင်သေးပါတယ် ကျွန်တော်အဲ့ဒီနေရာမှာရှိမယ်ဆိုရင်ကျွန်တော်ရဲ့လက်ရွေးစင်အသင်းကိုကုကြီးနိုင်မဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုကျွန်တော်ကဖြစ်ချင်နေသေးတာပါပြီးတော့လာမယ့်နေ့အင်တာမိုင်ယာမီနဲ့အတူယာဒီဂျိုလေးကျင်မှုစတင်တဲ့အခါကျွန်တော်ရဲ့ခန္ဓာကိုယ်အခြေအနေကိုနေ့စဉ်အကဲဖြတ်သွားပါမယ်ကျွန်တော်အမှန်တကယ်ပဲတရားရဂိုင်းတော့ကစားနိုင်ရဲ့လားအားတွေကရောတရားရဂိုင်းတော့ရှိသေးရဲ့လားဆိုတာ အစုအဖွဲ့အတွက်လက်ရွေးစင်အသင်းအတွက်အသုံးရဝင်ရဲ့လားဆိုတာကြည့်ပြီးတော့ဆုံးဖြတ်ချက်ချသွားမှာပါ၂၀၀၄ခုကနေ့ကလေးက ရောဘတ်ရှင်ရဲ့ကစားသမားဘဝကိုဖျက်ဆီးလာခဲ့တဲ့မက်ဆီယာဘောလုံးလောကရဲ့အကြီးအကျယ်ဆုံးစင်မြင့်မှာနောက်တစ်ကြိမ်ကျယ်ပွင့်လို့ထွန်းတောက်ခွင့်ကိုလိုချင်နေသေးပါတယ်ကျွန်တော်အမှန်တကယ်စိတ်အားထက်သန်နေတာပါဒါကကမ္ဘာဖလားဖြစ်နေလို့ပါကျွန်တော်တို့ကနောက်ဆုံးကမ္ဘာဖလားကိုအနိုင်ရရှိခဲ့ပြီးကွန်းထဲမှာပြန်လဲကာကွယ်ခွင့်ရတာတကယ်ကိုအမှန်ခမ်းပါပဲဘာလို့လဲဆိုတော့လက်ရွေးစင်အသင်းနဲ့ကစားရတာအထူးသဖြင့်တရားဝင်ပြိုင်ပွဲတွေမှာကစားရတာကအမြဲတမ်းအိမ်မက်တစ်ခုပါဆက်ကွန်းနဲ့အရွယ်မှာဘာစီလိုနာအသင်းနဲ့လာလီဂါမှာစတင်ကစားခဲ့တဲ့မက်ဆီယာ၂၀၂၁ခုနှစ်မှာ ်ဘီအက်ဂျီအသင်းကိုပြောင်းရွှေ့လာခဲ့ပြီး2023ခုနှစ်မှာတော့မေဂျာလိကိုရောက်ရှိလာခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းနဲ့နေထိုင်ရတာပတ်သက်ပြီးမက်ဆီကဒီမှာနေရတဲ့အကြောင်းအရာအလုံးကကျွန်တော်တကယ်ပဲသဘောကျပါတယ်လို့ပြောဆိုခဲ့ပါတယ်။ကျွန်တော်ဟာဘာစီလိုနာမှာအချိန်အတော်ကြာနေခဲ့တယ်။အဲ့ဒီမျိုးကကျွန်တော်အတွက်ထူးခြားတဲ့မျိုးတစ်ခုပါ။ကျွန်တော်ကြီးပြင်းခဲ့တဲ့နေရာဖြစ်ပြီးအမကန်အခိုက်အတန့်တွေအများကြီးရှိခဲ့လို့အရန်ကိုလွမ်းဆုံးမိခဲ့ပါတယ်။ဒါပေမဲ့မိုင်ယာမီကတော့ကျွန်တော်တို့ကိုအရန်ကောင်းတဲ့နေထိုင်မှုမျိုးပေးစွမ်းနိုင်တဲ့မျိုးတစ်မျိုးပါ။ဘဝကိုပြုံးမှုစေတဲ့ စိတ်အေးချမ်းသာ နေထိုင်နိုင်တယ်။ကလေးတွေလည်းပုံမှန်အတိုင်းနေထိုင်ပြီးနေစဉ်ဘဝကိုပျော်ရွှင်စွာဖြတ်တန်းနိုင်ပါတယ်။မက်ဆီယာအာဂျင်တီးနားလက်ရွေးစဉ်အသင်းအတွက်195ပွဲပါဝင်ကစားထားခဲ့ပြီး114ကိုသွင်းယူထားနိုင်ခဲ့ပါတယ်။မက်ဆီလာမယ့်ကမ္ဘာဖလားမှာပါဝင်ခွင့်ရမရဆိုတာကတော့မက်ဆီကိုယ်တိုင်ပဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိနားဆင်ပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။